င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စန့်ကျင်မြန်မာ့ຫນွေဦးတော်လှန်ရေးကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤချင်းမြောင်တောင်ကိုရီးယားသမ္မတဖြစ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စန့်ကျင်မြန်မာ့ຫນွေဦးတော်လှန်ရေးကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤချင်းမြောင်ကတောင်ကိုရီးယားသမ္မတဖြစ်ရွေးကောက်ခံရအကြောင်းတောင်ကိုရီးယားမှနားတဲ့သတင်းနေရသိရပါတယ်စွန်လ3ရက်နေ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာအတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤချင်းမြောင်က နိုင်ရရှိသွားပြီးတမရဖြစ်ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။တောင်ကိုရီးယားတမရဖြစ်လာသူအီဂျေမြန်ကမြန်မာနေဦးဒေါ်လာရင်းကြီးစတင်ခြင်းကလေးကဒီကနေ့အချိန်ထိမြန်မာဒီမိုကရေစီရေးကိုအားပေးထောက်ခံသူကိုရီးယားနိုင်ငံ၏အတိုင်ဝန်ကြားမှလက်တုံးချောင်းထောင်ပြီးမြန်မာအစံဖက်ဆဲအုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုံချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံ၏လှုပ်ရှားမှုနဲ့ထောက်ပံ့မှုကိုကောင်းတဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ကော်မတီကိုရီးယား၏မြန်မာ network ဖွဲ့စည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NGO တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ 2021ခုနှစ်မလနေ့ရက်နေ့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတလအကြာအတိုက်ခံခေါင်းဆောင်အီဂျင်မြောင်ကကိုရီးယားနိုင်ငံကယောင်တီကိုပြည်နယ်ရင် ုပ်ချုပ်ရေးမှုဖြင့်တာဝန်ထမ်းဆောင်နေစဉ်မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်ကျင်ကော်မတီကိုရီးယားမှအဖွဲ့ဝင်များဖြစ်တဲ့ဥယျာဉ်နိုင်ထွန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆိုးမှုသူမြန်မာအလို့သမားလူမှုဖွလုံရေးစင်တာနဲ့မန်နင်ဝွင့်ရီစောင်းကုံဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်ကအုပ်ချုပ်ရေးမှုဤချိန်မြောင်ကလက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့နိုင်ငံအခြေအနေအရရက်ကိုသိရှိပါကြောင်းစစ်အာဏာသိမ်းမှုကိုလည်းကန့်ကွက်ရှုတ်ချပါကြောင်းမိမိတို့ကြောင်တီကိုပြည်내အနေနဲ့တာမကောင်ကိုရီးယားဆိုရအနေနဲ့လည်းမြန်မာနိုင်ငံအတွင်းစစ် ်အာဏာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေဖို့နဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်စေဖို့အတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပြီးမှဖြစ်ကြောင်းဖန်ဆီးထိန်းသိမ်းခံထားတဲ့နိုင်ငံကောင်ဆောင်များအတွက်လည်းအလွန်ဆိုးရင်ဖူပန်မိပါကြောင်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့အတွက် PRP တောင်းဆိုသွားမှဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသိရပါသည်။ ။ကယောင်ဂီတိုပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ရှိနေစဉ်ဤကျေမြောင်က၎င်းအုပ်ချုပ်နေတဲ့ကယောင်ဂီတိုပြည်နယ်ရင်ဥပဒေသတ်မှတ်ချက်တွင်အညီမြန်မာ network အဖွဲ့အစည်းကိုတီထောင်ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ဒါအပြင်2024ခုနှစ်မေလ18ရက်နေ့မှာကွမ်ကျူးမြို့၅တသမတရှင်နှစ်ပတ်လည်ခမ်းနားမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္ဒာယီနဲ့ရှင်နီမြုံနံမှုဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံနှုတ်ဆက်စဉ်ကလည်းမြန်မာဒီမိုကရေစီရေးကိုဆက်လက်အားပေးထောက်ခံနေမှာဖြစ်ကြောင်းအဲ့ဒီတုန်းကအီဂျင်မြောင်ကလွတ်တော်မှတ်တမ်းဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးဂျိုးပင်ကောင်မှစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးတည်ဆုံသွားပြီးပြန်လဲထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောင်မျိုးနဲ့ပရောင်မြန်ရွာနီမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြီးခဲ့တဲ့စွန်လတရက်နေ့နဲ့နေ့ရက်နေ့အတွင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာတပ်ဖွဲ့ဝင်6ဦးတည်ဆုံခဲ့ကြောင်းသိရပါတယ်။စီကုံမျိုးနယ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ဗော်ပင်ရွာရှိပြူစောတိဖွဲ့ဝင်များပါဝင်တဲ့အင်အား80ပါစစ်ကြောင်းကပရောင်မြန်ရွာနီကို စစ်မှုတန်တပ်သားတဲ့အတင်းအဓမ္မစုဆောင်ဖို့ချစ်ချောင်းထိုးလာစဉ်တော်လိုင်းတပ်ဖွဲ့တွေကနှစ်ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီဘက်မှ၆ဦးတည်ဆုံခဲ့ပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိပြီးတည်ဆုံလောင်းများကိုတည်ဆောင်ပြီး၎င်းတို့စခန်းချရာဇီးကုန်းမြို့နယ်ပေါ်ပင်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ ဒီစစ်ကြောင်းကဇီကုံမြို့နယ်ပေါ်ပင်ရွာမှာအထိုင်ချားတက်ဆွေးနေတဲ့စစ်ကြောင်းမှာဂျိုးပင်ကောင်မြို့နယ်အရှိပရောင်မြန်ရွာကိုဝင်ပြီးပေါ်တာဆွဲတဲ့ပေါ်ပင်ရွာကပြူတွေအများဆုံးရွာအဲ့ဒီမှာတက်ဆွဲပြီးအနီးဝင်းကျင်ကိုပေါ်တာဆွဲငွေညစ်နေတာလို့ဂျိုးပင်ကောင်တော်လိုင်းတပ်ဖွဲ့ဝင်တောင်ကပြောပါတယ်လက်ရှိမှာအဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ၎င်းတို့တပ်ဖွဲ့များတိစုံကဆုတ်ခွာခဲ့ရတဲ့အတွက်ဂျိုးပင်ကောင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်ရင်ပြင်ဆင်မှုတွေပြုလုပ်နေပြီးတော်လိုင်းတပ်ဖွဲ့တွေကလည်း၎င်းတို့ရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုတွေကိုတရင်3900တက် တက်ခွဲနှင့်ပဲခူးယိုမအခြေပြုတရင်တက်ဖွဲ3800တက်ခွဲတက်ဖွဲပီတက်ရင်3800နဲ့တက်ခွဲတင် Dragon Brother တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။နောက်ထပ်တပုတ်အနည်းနဲ့ကမ်ဘောဒီးယားကတိုက်ခိုက်လာပါကအသိရှိတော်လည်းငြိမ်းချမ်းရေးကိုဦးစားပေးလို့ကြောင်းထိုင်းဝန်ကြီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအနည်းနဲ့နေဆက်မှာကမ်ဘောဒီးယားတပ်များနဲ့ထိတ်တိုက်တွေ့ဆုံမှုတွေရှိလာပါကအသိရှိနေတော်လည်းနှစ်နိုင်ငံကြားနေမြင့်အငင်းပွားမှုကိုငြိမ်းချမ်းစွာဖြေရှင်းလို့ကြောင်းဝန်ကြီးချုပ်ပီထောင်တန်းစင်နာဝက်ကဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ်။ထိုင်းနိုင်ငံကငြိမ်းချမ်းရေးကိုတံပိုးထားပြီးမြေတိုက်ခိုက်ဖို့နဲ့ပတ်သက်ရင်ဘယ်တော့မှကြောက်တတ်သူမဟုတ်ဘူးလို့ဝန်ကြီးချုပ်ကအစ ုရအိမ်တော်မှာပြုလုပ်တဲ့အစည်းအဝေးအပြီးမှာထိုင်းနိုင်ငံတော်တချင်းမှာစာသားကိုကိုးကားပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံသားအလုံးရဲ့လုံခြုံရေးကိုတည်ကြအောင်ကျမတို့ပြင်ဆင်ထားပါတယ်ထိတ်တိုက်တွေးဆမှုရှိလာရင်ကျမတို့ရင်ဆိုင်ဖို့အသင့်ရှိပါတယ်ကျမတို့ဘက်ကအပြည့်အဝပြင်ဆင်ထားပြီးမြင်းချမ်းတဲ့နီလန်းကိုရွေးချယ်ပါတယ်ဘယ်နိုင်ငံကပြည်သူတွေကြားမှာမှထိတ်တိုက်တွေးဆမှုဒါမှမဟုတ်ထိခိုက်မှုတွေမလို့ကျန်လို့ဒီနီလန်းကိုရွေးချယ်တာပါရွေးချယ်စရာတွေရှိရင်ငြိမ်းချမ်းတဲ့နီလန်းတွေကိုရွေးချယ်ရပါမယ်ဒီကနေ့ဒီကျမတို့မှရွေးချယ်စရာရှိနေပါသေးတယ်လို့ထိုင်းဝင်ကြီးချုပ်ကအစိုးရရဲ့ထုတ်ပြန်ကြေညာချက်ကိုကိုးကားပြောကြားခဲ့ပါတယ်ဒါအပြင်သူမအနေနဲ့ကမ်ဘောဒီးယားဝင်ကြီးချုပ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်းဝန်ခံခဲ့တယ်လို့တငယ် ယ်ချင်းများအချင်းချင်းပဋိပက္ခဖြစ်တဲ့အခါပြန်လည်တင့်မြတ်တင်ကြောင်းလဲ၎င်းကပြောကြားခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲမှာတငယ်ချင်းတယောက် ကကိုကိုကိုအင်ကိုတောင်းရင်ဘသူမှပြီးဖို့သဘောတူမှာမဟုတ်ဘူးလို့လဲသူမကဆိုပါတယ်။ကမ်မောရီးယားနဲ့နေဆက် ဥပုံရာဇဌာနီပြည်နယ်ရှိချောင်းပေါက်ဒေသမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခနယ်စပ်လင်းတဲ့အခြေအနေကိုဝင်ကြီးအဖွဲ့အစည်းအဝေးမှာအလေးနက်ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာထိုင်းလူမျိုးများအနေနဲ့ဝေဖန်ခြင်းတက်စည်းလုံးညီညွတ်စွာယက်တည်တဲ့လို့သဘောတူညီခဲ့ကြောင်းအစိုးရအနေနဲ့အခုကိစ္စကိုကင်တွေရမှာထိုင်းလူမျိုးအားလုံးရဲ့ထောက်ခံမှုလို့အကြောင်းဖေတောင်တန်ကပြောပါတယ်။ထိုင်းကာကွယ်ရေးဝင်ကြီးဖုန်တန်းဝေချာရာချိုင်းကဗုဒ္ဓဦးနေညပိုင်းမှာအငင်းပွားနေတဲ့နေဆက်ဒေသကိုတွားရောက်မှာဖြစ်ပါတယ်။ ဝင်းကြီးချုပ်ကအစိုးရအနေနဲ့ရှားရီနယ်စပ်ပိတ်ညံဖြစ်နိုင်ခြင်းနဲ့၎င်းနဲ့ဖြစ်နိုင်တဲ့တက်ရောက်မှုတွေကိုစစ်တပ်နဲ့တိုင်ပင်ဆွေးနွေးနေကြောင်းပြောကြားပါရယ်ငြိမ်းချမ်းနဲ့ပတ်သက်တဲ့အချက်တွေကိုထည့်သွင်းစဉ်းစားပြီးနယ်စပ်ပိတ်တာကအကြမ်းဖက်မှုဖြစ်စေနိုင်သလားဒါမှမဟုတ်အကျိုးကျေးဇူးတွေရရှိနိုင်သလားဆိုတာကြည့်ပါရယ်ဒီအကြောင်းအရာကိုစစ်တပ်နဲ့အမြဲဆွေးနွေးနေပါတယ်လို့သူမကပြောကြားခဲ့ပါရယ် ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးလည်းဖြစ်သူဖုန်ထန်ကထိုင်းဆိုရအနေနဲ့ကမ္ဘောဒီးယားကနေမြေဆိုင်ရာကိစ္စရပ်ကိုနိုင်ငံတကာတရားရုံးကိုတင်ပြပြီးမှတားဆီးဖို့နဲ့ပြဿနာကိုပဋိပက္ခဖြစ်ပွားရာဒေသတွေမှာတာထိန်ချုပ်ထားဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားအစိုးရတွေကစွန်လ14ရက်မှာကျင်းပမယ့်ပူးတွဲနမိတ်ကော်မတီအစည်းအဝေးမှာအဲ့ဒီကိစ္စကိုဆွေးနွေးဖို့သဘောတူညီခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အစိုးရကပြင်ဆင်မှုတွေလုပ်ထားပြီးပါပြီးဥပဒေပိုင်ဆိုင်ရာရောစနစ်တကျညှိနှိုင်းဆွေးနွေးမှုတွေရောလိုအပ်လာရင်ရှီလန်းမှာစည်းရင်းပြင်ဆင်မှုတွေရောလုပ်ထားတယ်လို့ကာကွယ်ဝန်ကြီးကဆို ပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့အရှိကိုရှိတိုင်းဝန်ခံစီခြင်းနဲ့ဘူကျုပ်စောမင်းထွန်းဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်မနေ့ကတိပေါ်ဘူစကန်ကြသွားပြီဆိုတဲ့သတင်းကိုဟုတ်ပဲရက်ွက်တီကတင်နေကြတာတွေ့ကြပြီးပြီထင်ပါတယ်တကယ်မဟုတ်ပါစေနဲ့လို့ဆူတောင်းပေမဲ့တမတော်နဲ့အမီပြင်ကအဖွဲ့ရင်းရဲ့အဆက်အသွယ်ပြတ်သွားပြီဆိုတော့သူတို့တင်တယ်လို့ကြသွားကြပြီဆိုတာတည်ကြတယ်လို့ပဲပြောရမှာပါပဲဘာဖြစ်လို့လဲဆိုတော့ရှင်းနှစ်တီမှာရှာခဲ့တဲ့သင်ကန်းစာတွေ့ကြုံနေရစကန်ကုံပဲဖြစ်ဖြစ်တိုင်းရင်ပဲဖြစ်ဖြစ်တိုင်းစစ်ဌာနချုပ်ပဲဖြစ်ဖြစ်ကုံကုံပြောမယ်ဗျာတိုင်းမှုတက်မှမှုကိုယ်တိုင်ပဲဖြစ်ဖြစ်အဖမ်းခံလိုက်တာလို့ကြသားတာလို့ဆိုရင်ကိုရီဘက်က ဘူကျုပ်ဇော်မင်းထွန်းတို့လိုပြန်ကြားရေးတာဝန်ရှိတဲ့သူတွေကအစားဝန်မခံဘဲလောလောဆယ်တော့အဆက်အသွယ်ပြတ်နေပါတယ်လို့ပြောလို့ရှိတာမို့လို့ပါပဲဒါကိုလာရှိုးတော့ကတခါအန်တော့ကတခါခံခဲ့ရပြီးပြီအဲ့ဒီတော့ကကိုရီးယားတက်ကိုချစ်တဲ့စိတ်အထင်ကြီးတဲ့စိတ်နဲ့လာရှိုးတော့မကြသေးပါဘူးအန်တော့မကြသေးပါဘူးအဆက်အသွယ်ပြတ်နေတဲ့အစ်စင်ပဲရှိပါသေးတယ်အဆက်အသွယ်ပြတ်နေဆိုတာကလည်းတိုက်ပွဲဖြစ်တာဒီလိုပဲပြတ်မှာဆိုပြီးကိုရီးလိုတက်ထောက်ခံသူတွေအစိမ်းချစ်သူတွေလိုက်အားပေးခဲ့လိုက်ရတာကိုရီးကိုယ်တိုင်လည်းအဲ့ဒီလိုပဲထင်ခဲ့တာကိုဒါပေမဲ့သိမ့်မကြပါဘူးကိုရီးကမကြသေးဘူးပြောဟိုဘက်ရက်ကွက်ကဟာရီကပုံပုံပြီး ီဒီယိုတွေနဲ့တင်တော့ကိုရီပဲအဆက်ွယ်ရတယ်တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ကြာတော့ကိုရီဘက်ကတက်မိသားစုဝင်တွေမပါသားတွေနဲ့အစိမ့်တွေကိုတိုင်းတော့ကိုစကားကိုမယုံတော့ဘူးအဲ့ဒီလူကြီးပြောတဲ့စကားဆိုပြန်ပြန်ယူဆိုပြီးတော့ကိုကိုကိုနောက်ွယ်မှာပြောနေကြတယ်လို့ပြန်ချရကလေးကတက်ကအဆက်အသွယ်ပြတ်နေပါတယ်လို့မြေပြင်မှာတိုက်ပွဲပြင်းထန်နေပါတယ်လို့ပြောရင် မပြောတော့ဘူးလက်ဆောင်လိုက်ပါတော့တယ်ဒါရီထားပါအခုပြောချင်တာကအဲ့ဒီသေးပေါ်ပုစကန်နဲ့ပတ်သက်ပြီးပြောချင်တာကရင်ကအဖွဲ့တွေကတီလာပိုင်းအတော်ကိုလက်စွာပြီးနေဆက်မြင်းပေါ်ကတက်စကန်တွေတစ်ခုပြီးတစ်ခုသိမ်းနေတာတွေမြင်တော့တနေ့တစ်ချိန်မှလည်းသေးပေါ်ပုစကန်အလှည့်ရောက်လာရမယ်လို့တွေးမိတယ်ဘာလို့ဒီလိုတွေးမိလဲဆိုတော့သေးပေါ်ပုက ်ဖြူဟာမှုကိုယ်တိုင်ထိုင်တဲ့စကန်းဖြစ်တာကြောင့်ကောက်တီအကုံစားဆိုတဲ့စကားလိုပဲဒီတိပေါ်ပိုးစကန်းရတာနဲ့ကြံစကန်းတွေအကုန်လုံးကိုစိတ်သက်စစ်စင်ရေးရဥနေပြစ်လိုက်လို့ရတာကြောင့်ရန်သူကတေကြပေါင်းလာတိုက်မယ်ဆိုတာတွက်ဆထားပြီးသားပါဒါပေမဲ့တကယ်ရန်သူကတိုက်တော့ပင်စီရေတောင်းမြင့်ဖြစ်တဲ့ ေးပေါ်ဖို့ကိုအရင်မတိုက်ပဲဂိုင်းပြာနာစကန်းတွေဖြစ်တဲ့ကနဲလေးဘရင်နောင်တို့လိုစကန်းတွေကိုအရင်တိုက်ပြီးမှဖြူဟာမှုရှိရာတေးပေါ်ဖို့ကိုဝင်ဆောင်နေရှေးကစကန်းတွေတစ်ခုပြီးတစ်ခုတိုက်ခိုက်နေကြရကလေးကဖြူဟာမှုကလည်းသူ့စကန်းအတွက်လုံခြုံရေးစီမံချက်တွေတည်ချပြင်ဆင်ထားမှာပါလက်နက်ကြီးလက်နက်ငယ်တွဲပတ်အသုံးပြုရတာတွေနဲ့ဘလို့ချင်းဒီမှာလေးချောင်းပစ်ကူတောင်းမလဲဆိုတာတွေတည်ချပေါက်ကိုပြင်ဆင်ထားမှာပါဘာဖြစ်လို့လဲဆိုတော့ဖြူဟာမှုအဆင့်စုကလေးကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တွေတက်ပြီးပြီလေစစ်တပ်မှာတက်ရမယ်တန်တန်းတွေအကုန်ကုန်ပြီးလို့တော့ပြောလို့ရတယ်ကိုရီတောင်ဒီလိုပြင်ဆင်တဲ့နယ်လို့ တွေးတက်သင်ရင်ဖြူဟာမှုလိုလူတွေကပို့ပြီးတော့တွေးတက်ခေါ်တက်ပြင်ဆင်တက်မှာပါလို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။